ရှင်အောင်ရဲ့ရီစာဟောင်းအင်းကြီးဖြူရဲနဲ့အန်အားတင်းစရာကောင်းလာအောင်အပေပြင်ရိုက်ခဲ့ကြတဲ့ဆိုင်ဆိုင်ခက်လိုက်ဆိုင်ဆိုင်ခက်လိုက်ဟာအသက်40ကျော်50ဝန်းကျင်ရွေရောက်နေပြီဖြစ်ပေမဲ့လူပြိုကြီးပွားမှာသာပျော်မြူနေတာပါဝမ်မော်ရွှေရင်အခြေရေးကိစ္စမှာနောက်ောက်ကြံကကျန်ရေးဖြစ်ခဲ့ကလေးကဆိုင်ဆိုင်ခက်လိုက်ကအခြေရေးကိုလက်မကြည့်ကျင်တော့တာပါ တယောက်တည်းနေနေတဲ့လူပြိုကြီးဆိုင်ဆိုင်ခလန်းကပြီးခဲ့တဲ့ရက်မှာဘန်ကောက်မြို့ကိုတကူတော်ဖျော်ပြေးဝဲဖျော်ပြေးဖို့ရောက်ရှိနေတာဖြစ်ပါရည်။ပြည်ပမှာတကူတော်ဖျော်ပြေးဝဲမလုပ်တာကြပါမို့ပွဲကိုချစ်ချင်းတိုင်အောင်ကိုကျင်းပခဲ့တာပါ အဆိုပါဖြောပြင်းရေးပွဲမှာမထင်မှတ်ထားပေဆိုင်ဆိုင်ခန့်လိုက်ဟာအင်းငင်းဖြူနဲ့ပြည်ပြင်းကိုရှင်းနေကြတာဖြစ်ပါတယ်။အင်းငင်းဖြူကလက်ရှိနုပညာလောကမှာမော်ဒယ်တယောက်အနေနဲ့ရပ်တည်နေတာဖြစ်ပါတယ်။ဒါပြင်အင်းငင်းဖြူဟာရင်းအောင်နဲ့လည်းချစ်သူတွေဖြစ်ခဲ့ကြသေးတာပါ။ရင်းအောင်နဲ့တွေ့ခဲ့တဲ့အချိန်မှာအင်းငင်းဖြူကအရန်ကိုချစ်ပြခဲ့တဲ့အတွက်ပရိသတ်တွေကလည်းသူတို့ဆောင်တွဲကိုလက်ခံခဲ့ကြပါတယ်။ ကြပင်အင်းရင်ဖြူကိုရိုင်းကလည်းရုပ်ရည်ချောမောကအထာကြမိမိုက်လွန်းလာမှုရှိန်အောင်နဲ့ပြတ်တဲ့ချိန်မှာတောင်မှပရိသတ်တွေကနှမျောနေကြတာပါရှိန်အောင်ရဲ့ချစ်သူမဟုတ်တော့တဲ့အင်းရင်ဖြူကဆက်ဆိုင်ခလန်းနဲ့ပြည်ပြင်းကိုရိုနေတာပါဆက်ဆိုင်ခလန်းရင်တကူတော်ဖျော်ဖြေတဲ့ပွဲမှာအင်းရင်ဖြူကအထုဧည့်သည်တော်အနေနဲ့ကပေးခဲ့တာပါဆက်ဆိုင်ခလန်းရင်တချင်းတစ်ပုတ်မှာအင်းရင်ဖြူကတယောက်တည်းကပေးခဲ့တာပါဆိုင်ဆိုင်ခလန်းနဲ့တူအင်းကြီးဖြူကဖျော်ဖြေကပြတဲ့ချိန်မှာချစ်သူနေအောင်လွန်ဆွဲနေသလိုအနီးကပ်ဆုံးပုံစံတွေနဲ့ကပြနေကြတာပါအင်းကြီးဖြူကအဖြူရ ောင်ဝတ်စုံလေးနဲ့အဆက်စီပုံစံကတွေနဲ့ဆဆိုင်ခက်လန့်ဘေးနားမှာကပြနေကြတာပါအကတွေကအရန်ကုန်မှနီးကပ်လွန်နေတဲ့အတွက်အောက်ကကြည့်ရှုသူတွေမှာဟာကနဲ့ဟင်ကနဲ့ထိဖြစ်ခဲ့ရပါတယ်ကပြနေတဲ့အချိန်မှာအင်းကြီးဖြူကဆဆိုင်ခက်လန့်ရဲ့ပေါင်ပေါ်ကိုအိတ်ချလိုက်ပါတယ်ဘေးတဆောင်းနေထားလေးနဲ့အရန်ကိုလှနေတဲ့အင်းကြီးဖြူရဲ့ခါနာကိုဆဆိုင်ခက်လန့်ကလည်းလက်ကလေးတင်ကတချင်းနဲ့လိုက်ဖက်အောင်ကပြနေကြတာပါအဆိုပါကောက်ခွက်မှနေအောက်ကကြည့်ရှုသူတွေကတော့ဝိုးဆိုတဲ့တန်တဲ့တူတခဲနဲ့ကိုအားပေးကြတာဖြစ်ပါတယ်ဆဆိုင်ခက်လန့်ကိုဒီလောက်ထိ ီကကြက်မယ်လို့မထင်ထားတာကြောင့်ပါ။ဒါပြင်အင်းကြီးဖြူကလည်းကြော်ရှင်းကအရန်ကိုလာနေကြတာပါ။အင်းကြီးဖြူကအထာကြကလာလို့နေတာကြောင့်မလို့ဆဆိုင်ခန့်နဲ့တောင်မှမလိုက်ဘူးဆိုပြီးနှမျောသူတွေကလည်းတသက်ရှိနေတာပါ။အင်းကြီးဖြူနဲ့ရီစာဟာဖြစ်တဲ့ရိမ့်အောင်ရောဘလို့များခန်းစားနေရမလဲဆိုပြီးတော့သိကျင်နေသူတွေကအရန်များပြားနေကြတာပါ။ပရိသတ်တွေရဲ့မြင်မှာတော့အင်းကြီးဖြူဟာရိမ့်အောင်နဲ့လိုက်ဖက်ဆုံးလို့သာထင်တာမလို့အမြန်ဆုံးပြန်တွဲစီချင်းကြတာပါ။ဒါပေမဲ့ရီစာဟောင်းနှစ်ယောက်ပြန်တွဲဖို့ဆိုတာလုံးဝကိုမဖြစ်နိုင်တော့ပါဘူး။ရိမ့်အောင်ကလည်းအင်းကြီးဖြူကိုဂိမ်းမဆိုင်တယ်လို့ အင်းကြီးဖြူကလည်းသူ့ဘဝသူသူ့ကိုယ်တိုင်သာစူးစမ်းကာဖျက်သန်းနေတာပါပရိသတ်ချို့ကတော့ဆက်ဆန်းခလန်းနဲ့အင်းကြီးဖြူတို့လိုက်ဖက်တယ်ဆိုပြီးတော့လည်းသဘောတူနေကြတာဖြစ်ပါတယ်အန်အားသိစရာကောင်းလာအောင်ပြည်ပြင်းလို့နေခဲ့ကြတဲ့ဆက်ဆန်းခလန်းနဲ့အင်းကြီးဖြူတို့ပေါ်မှာပရိသတ်တို့ရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်အဆုံးတိကျရှုအားပေးခဲ့ကြတယ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီလေးနုပညာရှင်တွေရဲ့ဒိနေတူပြန်လာခဲ့ဦးမှာဖြစ်လို့ ျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့တွေ့မမေ့ကြပါနဲ့အရှင်။အာဘိနာဆင်ကဲကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလေးကိုစိတ်နှလုံးရှင်လင်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆူတာမေတ္တာစကားလေးပို့တာရင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေ။